ပထမဘိုးဘုံအောင်ရဲ့အကြောင်းကိုအပိုင်းရှင်အနေနဲ့ဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပရုံမင်းကတော့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ပြီးနန်းသက်38နှစ်ကြာစိုးစံခဲ့ပါတယ်။ဒီနန်းစိုးစံနေစမှာအင်းရှိအရာအနှင်းထားတဲ့သားတော်ရွှေတော်မင်းကကွယ်လွန်သွားပါတယ်။ဒါကြောင့်မြေးတော်စကိုင်းမင်းကအင်းရှိမင်းဖြစ်လာပါတယ်။ ဘိုးအောင်ကဒီကြားထဲမှာနန်းတော်တဲကိုလာရောက်ပြီးတော့ဗရုံမင်းနဲ့ဆွေတော်မျိုးတော်တွေကိုတန်ဝေကတရားတွေပွားများစေဖို့လမ်းညွန်ဟောပြစုဆုံးမှတက်ပါသေးတယ်ဗရုံမင်းကမြေတော်စင်ပြူမယ်ခေါ်တဲ့ဗရောင်းမင်းသမီးကိုမြေတော်ဖြစ်တဲ့သခိုင်းမင်းသားနဲ့လက်ဆက်ပေးပါတယ်။ဒီအချိန်မှာသခိုင်းမင်းသားကအင်ရှိဆန်ဖြစ်ပါတယ်။တခုသောညမှာဗရုံမင်းကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ပါတယ်။အဲ့ဒီညကလာပြည့်နေညဖြစ်ပါတယ်။ ဘရုံမင်းကလက်ပြည်ကြီးကိုငေးမောကြည့်ရှုနေစမှာပြည်မင်းသားကဘေးကိုရောက်လာပါတယ်။လက်ထဲမှာဆေးဝိစာရုပ်နှစ်ရုပ်ကိုယူလာခဲ့ပါတယ်။ဟာဘာရီကင်ထားတာတော့ကွယ်။မှန်ပါ။ဤဆေးဝိစာအယုတ်နှစ်ရုပ်ကိုနောင်တော်စကိုင်းမင်းသားအိမ်တော်ကိုပေးပို့လိုပါတယ်ဗျာ။အရှင်ဖေဟာခွင့်ပြုတော်မူပါ။ဘရုံမင်းကဘာအကြောင်းရင်းမှမသိရဘဲနဲ့ဝမ်းသာကြည်နူးမိသွားပါတယ်။ငါကိုယ်တော်ခွင့်ပြုတော်မူတော့ငါကိုယ်တော်မြတ်ကိုယ်တိုင်လိုက်ပို့ပါမယ်။ ဒါနဲ့ဗုံမင်းကိုယ်တိုင်နန်းတော်ကထွက်အတီးမို့အကခုံအိုးစီဘုံမောင်းတွေတိခတ်ပြီးတော့စကိုင်းမင်းသားရဲ့ဆန်တော်ကိုရောက်လာခဲ့ပါတယ်ဆန်တော်ရောက်တဲ့အခါစကိုင်းမင်းသားမရှိဘဲနဲ့မြီးတော်စင်ပြူမဲသားရှိပါတယ်စင်ပြူရဲ့ကဆေးရုပ်တရုပ်ကိုလှမ်းယူလိုက်တဲ့အချိန်မှာကောင်းဝင်တခွေမှာလှည့်ရောင်လှည့်အတန်းဒီတပြန်းပြန်းဝင်းလက်သွားပြီးတော့နေမိုးတက်တဲ့အလားဝင်းလက်လင်းထိန်သွားပါတော့တယ် ဒီလျှက်ပန်းလျှက်နွယ်တွေကြားထဲကမိုးကြိုးတစ်စင်းပေါ်လာပြီးတော့သခိုင်းမင်းသားရဲ့စံအိမ်တော်ကိုထိမှန်ပါတယ်။မိုးကြိုးထိတာနဲ့အလွန်ကြီးမားတဲ့မီးတော်ကြီးတွေကပျို့ပျို့ပြက်ပြက်တောက်လောင်းပြီးတော့စံအိမ်တစ်ခုလုံးကိုမီးဆွဲသွားပါတယ်။ဘရုံမင်းလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးတဲ့အခါကြံနေရခဲ့တဲ့စေးဝိဇာရုပ်တရုပ်ကအကောင်းငင်ကိုပြန်တက်ပြီးတော့လားပြေဝန်အထွဲကိုဝင်ရောက်သွားပြီးတော့ဆွတ်ဆွတ်ဖြူနေတဲ့မြင်းမြန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ ဘဒုံမင်းကအိမ်မက်ကနိုးလာတဲ့အခါမနဲ့မိုးတောင်နေပြီဖြစ်ပါတယ်။မနဲ့ခင်းညီလာကမှဒီအိမ်မက်အကြောင်းကိုအယူတော်မင်္ဂလာဦးနိုးကိုပြောပြတော့အထိပယ်ကောက်စီပါတယ်။အယူတော်မင်္ဂလာဦးနိုးကတည်တည်ချာချာစဉ်းစားပြီးတော့မှန်လားပါဗျာ။အိမ်မက်တော်အလိုရဆိုရင်မြေးတော် စင်ပြူမယ်ကလေးထံမှာကောင်းမြတ်သောနက်ခတ်နဲ့ရှင်ပြီးတော့မြင့်မြတ်စင်ကြယ်သော ပုပ်ကိုပရိသတ်တွေရနိုင်ကြောင်းပါအရှင်မင်းကြီး။ ဒူရီယာဘုံမျောင်းများတီးမှုန်ပြီးတော့ဆေးဝိဇာယုတ်များကို လိုက်ပို့ရတယ်လို့ဆိုတဲ့ဒီတရေသားနဲ့အတူ မွေးဖွားလာကြမဲ့ဖွားဖက်တော်တွေကပရိသတ်တွေယူပြီးဖြစ်ကြောင်းပါဗျာ။ဟဲ့ဒါပြည့်ဆေးဝိဇာတွေကရောဆေးဝိဇာတွေဆိုတာဝိဇာအပေါင်းကဒီကလေးကိုချမ်းရံဆောက်ရှောက်ကြမယ်လို့အဓိပ္ပာယ်ရပါတယ်ဗျာ။ဆေးဝိဇာတွေကိုစင်ပြူမဲ့ရရှိတယ်ဆိုခြင်းကတော့ဒီတရေသားဟာအလွန်တရာဖုံးကန်ကြီးမားတဲ့သူဖြစ်ကြောင်းပါဗျာ။ ဂျန်စေးဝေစာရုပ်တရုပ်ကမြင်းပြစ်သွားတယ်ဆိုခြင်းကတော့ဒီကလေးစီးနီယံမြင်းရင်ဆက်ကြဆိုက်ရောက်ပြီးဖြစ်ကြောင်းပါဗျာအိမ်တော်မီးလောင်ပျက်စီးသွားတယ်ဆိုတာကတော့ဒီကလေးမွေးဖားပြီးခြင်းမှာစင်ပြူမယ်ကတော့ကွယ်လွန်အနိမ့်စရောက်မယ်လို့အတိတ်ပဲရောက်ပါတယ်ရှင်ဗျာဘရုံမင်းကအလုံးကိုအားရကျေနပ်ပြီးတော့အယူတော်မင်္ဂလာဦးနှိုးကိုစုလက်များချီးမြှင့်မြှောက်စားပါတော့တယ်တက္ကရေ1184ခုနှစ် တဇောင်းမိုးလပြည့်အင်္ဂါနေ့မနက်နေထွက်ချိန်မှာဆင်ပြူမယ်မှာသားတော်တစ်ပါးဖွားမြင်ပါတယ်။ဒီသားတော်ကလေးကို9ရက်တိုင်တိုင်မွေးဖွားရပါတယ်။ရွှေကတိကလေးကိုလက်ကဆောင်းရွှေလင်ပန်းနဲ့ကလေးကိုခံယူစီပင်နဲ့ကလေးမီးမဖွားသေးတဲ့အတွက်အယူတော်မင်္ဂလာဦးနှုတ်ကိုမေးမြန်းရပြပါတယ်။ဥနိုရဲ့ရှောက်တင်ချက်ကတော့တားတော်ကလေးကမင်းသားဖြစ်ပေနဲ့တခြားသူများနဲ့မတူညီတဲ့ဖုံးကံရှိတဲ့အတွက်ကြောင့် ီးဗျူခုနှစ်လက်မိုးကနဝရက်ကိုးပါးနဲ့အလှဆင်ထားတဲ့ရွှေလင်းမန်းနဲ့ခံပြီးမှမွေးဖွားမှဖြစ်ကြောင်းရှောက်တင်ပါတယ်။ဒီအတိုင်းလှုပ်ပေးလိုက်တော့မှစက်ကြာမင်းသားကလေးမွေးဖွားလာပါတော့တယ်။မွေးဖွားတဲ့အချိန်မှာဆန်တော်အိမ်မှဩဘာတံများအလိုလိုပေါ်ထွက်လာပါတယ်။ထီးဗျူတော်များမှအလိုလိုအဖွင့်အပိတ်လှုပ်ကုန်ကြပါတယ်။တမျိုးလုံးမိုးသီးထန်စွာရွာပါတယ်။နန်းထဲမှာရှိတဲ့ဘုံစီမာလည်းသူ့အလိုလိုမြည်ပြန်ပါတယ်။ ဒီလိုမွေးဖွားခြင်းမှာဘိုးဘောင်နဲ့တထေရတဲ့ရုပ်စင်နဲ့လူသူတော်၁၂ဦးက အနီးအပါးကနေစောင့်ရှောက်ပေးကြပြန်ပါတယ်။မွေးဖွားပြီးတဲ့အခါမှာမင်းသားကလေးကကျန်ရင်လက္ခဏာနဲ့ပြည့်စုံပါတယ်။ဘယ်ဘက်လက်ဖွားနဲ့ဘယ်ဘက်ပါးမှာမှဲ့ရှင်တလုံးစီပါပြီးတော့ပါးပေါ်မှာရှိတဲ့မှဲ့ရဲ့အလဲတက်တဲ့မှာတမိုက်ခန့်ရှိတဲ့ဖြူစွတ်နေတဲ့မွေးရှင်တစ်ပင်ပင်ပါပါတယ်။ညာလဝါနဲ့ခြေဘွားနှစ်ဖက်မှာဆက်ကြပုံစံနဲ့အမှတ်အသားပါရှိပါတယ်။ လက္ခဏာရှိတဲ့ ठी ယုကတော့လက်ဖွားအောက်ခြေကနေလက်ညိုးဖျားထိထင်ရှားရှားပါရှိနေပါတယ်။မင်းသားကိုမွေးဖွားတဲ့အချိန်မှာပဲနန်းတော်မင်းနေကိုကအာဇာနီမင်းမာကြီးကမင်းပြူတစည်းဖွားမြင်ပါတယ်။မောင်မတ်မောင်မြတ်ရာစတဲ့ဖွားဘတ်တော်ခုနှစ်ဦးကလည်းအသီးသီးဖွားမြင်ကြပါတယ်။စကိုင်းမင်းထံမှာစင်ပြူမဲ့တူးတဲ့မိဖုရားရှိတာမဟုတ်ပဲနဲ့မဲနုလို့ခေါ်တဲ့မိဖုရားတစ်ပါးလည်းရှိပါတယ်။မဲနုကတော့အကျံကြီးပါတယ် ငယ်စဉ်ကတည်းကတောင်တန်းဆောင်မိဖုရားကောင်ကြီးဖြစ်ချင်ပါတယ်။ဒါကြောင့်စင်ပြူမဲမသိရင်မိမိမိဖုရားကောင်မဖြစ်နိုင်ဘူးအကြံရှိပြီးတော့မိဖွားပြီးခုနှစ်ရက်မြောက်တဲ့နေ့မှာစင်ပြူမဲကိုပြုစုလှုပ်ကြွေးတဲ့ပုံစံနဲ့အတွင်းခန်းဆောင်ကိုဝင်ရောက်လာပါတယ်။မိနေခန်းဆောင်အတွင်းမှာလူသူရှင်းနေတဲ့အချိန်လည်းဖြစ်ပါတယ်။မွေးဝါးပီးစမင်းသားကလေးကိုနန်းတွင်းကိုပို့ဗရုံမင်းထံဆက်တာနေတဲ့အချိန်လည်းဖြစ်ပါတယ်။ မဲနုကခေါင်းတစ်ခုနဲ့စင်ပြူမဲရဲ့မျက်နှာကိုမသေးမချင်းဖိတက်ပြီးတော့လှုပ်ကြံတက်ပြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာခေါင်းကိုပြန်ချပြီးတော့စင်ပြူမဲတယောက်တာမန်သွေးယူသားရုံနဲ့တည်ဆုံသွားတဲ့ပုံစံနဲ့ပြုတ်လို့ပါတယ်။အယူရိုမင်္ဂလာဟောထားတဲ့အတိုင်းခုနှစ်ရက်ပြည့်တဲ့နေ့မှာစင်ပြူမဲကန်ကုန်သွားပါတယ်။မဲနုကတော့အိမ်ရှိဆံမိဖုရားကြီးဖြစ်လာခဲ့ပါတယ်။ ဘဒုံမင်းကမီးတော်လေးကိုချစ်လွန်းတော့တရိုးမင်းလာရွှေတောင်ဘွဲ့နဲ့ညောင်ရမ်းမြို့ကိုအပိုင်စားပေးတော်မူပါတယ်။ဒါကြောင့်ညောင်ရမ်းမင်းသားတို့လူသိများကြပါတယ်။ခြေဘွားလက်ဘွားတို့မှာပါရှိတဲ့စัจ java ပုံကိုအစွဲပြုပြီးတော့စัจ java မင်းလို့လည်းလူအများကအချစ်ချစ်ခင်ခင်ခေါ်ကြပါတယ်။မဲနုကစัจ java မင်းကိုကြည့်မရပါဘူး။ဒါပေမဲ့ဘဒုံမင်းက မြစ်တော်လေးကိုချစ်လာတဲ့အတွက်အနီးပါးမှာခေါ်ထားလက်ကမချတဲ့အတွက်မကြံစီတပ်ဖဲဖြစ်နေပါတယ်။ဗရုံမင်းကတရားသဘင်ညီလာခံအချိန်များပါပဲမင်းသားကလေးကိုရင်ဝင်မှာပွင့်ချီထားတတ်ပါတယ်။အဒီအချိန်မှာနေပြီးတော့တဝမ်းမှာတပေါင်းသချင်းတွေပေါ်လာပါတယ်။တဘောင်ဆိုတာကတော့လူအများကမထင်မှပဲအကျိုးအကြောင်းမရှိပဲသူ့လိုလိုရွတ်ဖတ်မိတဲ့စကားများပဲဖြစ်ပါတယ်။ဘသူကစပြီးဘသူကတီထွင်ကြောင်းကိုသဲလွန်စာရှာမရပါဘူး။ ဒါပေမဲ့သူရောငါပါအတိတ်ပဲမသိပဲစိုးကောင်းတဲ့အတွက်စိုးကြရနေပြီးတော့တရက်လုံးတရွာလုံးတနိုင်ငံလုံးအထိပြန့်နှံ့သွားတတ်ပါတယ်ဒီလိုစကားမျိုးကတိုင်းပြည်နိုင်ငံမှာဘလို့ဖြစ်ပေါ်မဲဆိုတဲ့အကြောင်းအရာကိုနမိတ်ပြပြီးဖော်ပြခြင်းဖြစ်တဲ့အတွက်ရှင်ဘီရင်နဲ့လွှတ်တော်ဝင်ကြီးများကအလေးနက်ထားပြီးတော့တွေးတောဆင်ခြင်တတ်ကြပါတယ်ဒီတပောင်ကတော့ ပင်ကုတ်ကုံညုံတွဲလို့အောင်ပွဲရာတို့တခင်ဖုံးတောင်မီအင်း မြက်ရဝင်အန်ကြီးပွဲကဘာတွင်လိတ်စာတင်သောဘဲမညိုးတယ်ဘိုးတော်ချစ်သွေးပင်ကုတ်ကိုခွာကြကငါမင်းသားထိုင်လို့နေရွတ်လိုက်တဲ့ဂါရာတွေတိန်ကလေး6တန်းအင်းလန်းနဲ့စမစုံနဲ့အုံမပါထွက်ရသူမြန်ဟူ၍ဖြစ်ပါတယ်ဒီကဗရုံမင်းကအတိတ်တပောင်ရဲ့နမိတ်ကိုသိကျင်တဲ့အတွက်အယူတော်မင်္ဂလာဦးနှိုးကိုခေါ်မေးရပြန်ပါတယ် တပောင်နမိတ်မှာကိုကုဆိုတာတနင်းနာနံဖြစ်တဲ့အတွက်ကြောင့်အရှင်မင်းကြီးကိုရည်ညွှန်းတာဖြစ်ပါတယ်။ညောင်ဆိုတာကတော့မြစ်တော်ညောင်ရမ်းမင်းသားအင်္ဃာသားကိုရည်ညွှန်းတာဖြစ်ပါတယ်။ဒါကြောင့်တနင်းနာသားအရှင်မင်းကြီးရဲ့ရင်ခွင်မှာမြစ်တော်အင်္ဃာသားညောင်ရမ်းမင်းသားကလေးဆန်နေတဲ့အတွက်အန်ချီးမကုံတဲ့တကူးတွေထွက်ပါလိမ့်မယ်လို့ဆိုချင်တာပါ။မင်းသားကလေးကဖျားကာရာတွေကိုရွတ်ဆိုပြီးတော့ထွက်ရလန်းကိုမြန်းနိုင်လိမ့်မယ်လို့အထိပယ်ရပါတယ်ဗျာ ဗရုံမင်းကအယူတော်မင်္ဂလာရဲ့စကားကိုသဘောတွေ့လာတဲ့အတွက်ပြုံးတော်မူပါတယ်။ညောင်ရမင်းသားကလေးကြီးပြင်းလာတဲ့အခါသဘောကောင်းပြီးတော့အေးဆေးတည်ငြိမ်ပါတယ်။စကားလည်းနည်းပါတယ်။မင်းမူတန်းတွေကိုတရားတပုံတွေကိုစိတ်ဝင်စားပဲနဲ့တယောက်တည်းအေးအေးဆေးဆေးနေတတ်ပါတယ်။အချင်းရှိတိုင်းပရိစိတ်နေလေးရှိပါတယ်။ဘိုးအောင်ကလည်းမင်းသားကလေးကိုချစ်ခင်နှစ်သက်တဲ့အတွက်တခါတလေမင်းသားကလေးကိုလာပြီးတော့ကျင့်စဉ်နည်းလမ်းတွေကိုဟောပြောညွှန်ပြပေးတတ်ပါတယ်။ တနေ့မှာဗရုံမင်းညီလာခံကျင်းပနေတဲ့အချိန်ညောင်ရမ်းမင်းသားကလေးကအိမ်တော်ကနေမီးညွတ်မီးလျံတွေတောက်ပါပြီးတော့မိုးကောင်းငင်အထက်ကိုဝဲပြန်တက်နေတာကိုတွေ့မြင်ရပါတယ်။မင်းသားကလေးကိုမကြည်နဲ့မနာလိုတဲ့လူများကမင်းသားကလေးကအသက်ပင်ငယ်ညားပဲနဲ့သူ့ကိုယ်သူ ဖုံးကန်ကြီးကြောင်ကြံစီနေတယ်။စုံဒီကြီးတူးတည်းလဲဝင်ထွက်နေလေရှိတယ်။ ဒီဆုံးလေးကြီးတဦးကြီးကနေဆုံးပညာတွေကိုသင်ပြီးတော့ဒီပညာအစွမ်းကို ပြတ်သားပြီးတော့နေပြီးတော့ကိုအုပ်အော်တောင်းတင်းဖြစ်စေပြီးတော့ထီးနှံကိုလူယူဖို့ကြံရွယ်နေပါတယ်လို့ရှောက်တင် ခုံချောကြပါတယ်အမှန်တကယ်တော့ဒီလူတွေကမယ်နုရဲ့အပေါင်းပါလူယုံတွေဖြစ်ကြပါတယ် ဘရုံမင်းကမင်းချင်းတယောက်ကိုဆေးလွတ်ပြီးတော့ဒီကိစ္စကိုစုံစမ်းစီပါတယ်။မင်းချင်းကစုံစမ်းတဲ့အခါဆုံးနီးဆိုတဲ့သူကဘိုးဘောင်ဖြစ်နေတာကိုတွေ့ရပါတယ်။ဒီအကြောင်းကိုဘရုံမင်းထံကိုရှောက်တင်တော့မှဘရုံမင်းကစိတ်ချသွားပါတယ်။အာမောင်အောင်ဆိုရင်တော့ငါကိုတော်မြတ်စိတ်ချတယ်။မောင်အောင်ကငါ့ကိုမကောင်းကြံပဲလို့မဟုတ်ဘူး။ မောင်အောင်နဲ့ငါ့ကိုသွေးထိုးတာတော့တော်တင်ပြီဒီလိုဆိုလိုက်ပြီးတော့ရှောက်တင်တဲ့သူတွေကိုပြစ်ဒဏ်အသီးသီးချမှတ်လိုက်ပါတော့တယ်ဒါကြောင့်မယ်နုနဲ့အပေါင်းပါတွေကဆက်ကြမင်းသားလေးကိုရှင်းထုတ်ပြဖို့အခွင့်မသာပဲဖြစ်နေပါတယ်ဗရုံမင်းကတက္ကရီ1180ခုနှစ်နေုံလာဆန်း73ရက်နေ့မှာနေရွာဆန်တဲ့အခါမှာမြေးတော်ဖြစ်တဲ့သခိုင်းမင်းသားက နေုံလာဆန်း15ရက်မှာနမ်းတက်ပါတယ်စကိုင်းမျိုးကိုအစားရရတဲ့မင်းသားဖြစ်တဲ့အတွက်စကိုင်းမင်းလို့ခေါ်ကြပါတယ်။နောက်ပိုင်းလူတွေက ဘာကြီးတော်မင်းလို့လည်းခေါ်ကြပါတယ်။ဘာကြီးတော်လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ပကံမင်းမင်းတို့မင်းတို့ရဲ့ဘာကြီးတော်ဆက်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။စကိုင်းမင်းနန်းတက်တဲ့အခါမှာမဲနုကတောင်တန်းဆောင်မိဖုရားကြီးဖြစ်လာပါတယ်။နန်းမတော်မဲနုလို့အမည်တွင်လာပါတယ်။နမ်မတော်မေနုကစัจ जा မင်းကလေးကိုမလူမုံနှားပြီးတော့ရန်ညှိုးထားပါတယ် အကြောင်းကတော့စက်ကြာမင်းရဲ့မယ်တော့စင်ပြူမယ်ကိုမိမိကတတ်ဖြတ်ထားတဲ့အတွက်ကြောင့်တချိန်မှာစက်ကြာမင်းရိတ်မိသွားမှာကိုစိုးပြီးတော့မိမိအားလက်တုံပြန်မှာကိုလည်းစိုးရင်နေတော့တဲ့ကြောင့်ဖြစ်ပါတယ်။သခိုင်းမင်းကိုဆေးလူရစီထိမ့်ချုံနိုင်မှုအတွက်နမ်းမတော်မေသူကရေဦးကတော်အမိပြောဆိုတဲ့ဆုံးမကြီးတယောက်ကိုလက်သက်မွေးထားပြီးတော့နန်းတွင်းထဲကို ကိုချီကိုလက်တမျှလောက်ကင်ကြံစီနေပါတော့တယ်။ မဲနုကသူ့ရဲ့အကိုဖြစ်တဲ့မောင်အုံကိုလည်းဆလင်းမြို့ကိုစားစီပြီးတော့ဆလင်းမင်းသားကြီးဆိုတဲ့ဖွယ်သူကိုပေးမင်းသားတစ်ပါးကဲ့သို့ကြင့်ကြံစေပါတယ်။နန်းတော်လွတ်တော်ဝင်ကြီးများကိုလည်းမိမိတို့ဩဇာအာဏာခံဖြစ်တဲ့လူများကိုသာရွေးချယ်တင်မြှောက်ပါတယ်။မိမိသဘောနဲ့မတိုက်ဆန်တဲ့သူတွေကိုအမေပြာနဲ့အကူညီနဲ့လှုပ်ကြံတတ်ဖြတ်ပါတယ်။ ။စကိုင်းမင်းကိုလည်းအောက်လန်းစီးများနဲ့ဆေးခတ်ထားတဲ့အတွက်စကိုင်းမင်းကမဲနုပြောရအမှန်လို့ယူဆပြီးတော့မဲနုပြောတဲ့အတိုင်းသာအမိတ်ချမှတ်ပါတယ်။မဲနုတို့မောင်နှမကအာနာကတပြေးပြေးကြီးထွားလာတဲ့အခါမှာမဲနုကစက်ကြမင်းသားကလေးကိုရှင်းပြဖို့အတွက်လောကီနီးလန်းများနဲ့အချိန်ချင်းစီရင်လှုပ်ကြပါတယ်စက်ကြမင်းသားကလေးက ရွှေငွေလာမင်းလို့အမည်ရတဲ့ဖွားဘက်တော်မင်းကြီးကိုစီးလာပြည်နေတိုင်းစကိုင်းမင်းကုန်းဘက်ကိုဖျားဖူးထွက်လေရှိပါတယ်။စကိုင်းမင်းသားကဖွားဘက်တော်တွေဖြစ်ကြတဲ့မောင်မြတ်ရာနဲ့မောင်မတ်တို့ကအဖို့အဖြစ်လိုက်ပါကြပါတယ်။စကိုင်းဘက်ကန်းကိုရွှေဖောင်တော်ကြီးနဲ့ကူးဖြတ်ပါတယ်။အမေပြာဆိုဒီကနည်းနည်းရရဆုံးမကြီးတယောက်တော့မဟုတ်ပါဘူး။အမေပြာက သမီးတထဲကိုမန်းမှုပြီးရေထဲကိုပြစ်ချလိုက်တဲ့အခါမှာဒီသမီးကအလွန်ကြီးမားတဲ့ငကားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးတော့ရေအောက်ကိုတိုးဝင်နင်းငုံသွားပါတယ်။ဆက်ကြမင်းသားကလေးတို့စီးနင်းလာတဲ့ရွှေဘောင်တို့ကြီးကစကိုင်းဘက်ကိုကူးခန်းရင်အေယာဝရီမြစ်လေကိုရောက်ရှိလာပါတယ်။ဒီအချိန်မှာအမေပြလွတ်ထားတဲ့ငကားကြီးကရေလေကနေဘွားကလေးပေါ်ထွက်လာပြီးတော့ဖောင်တော်ကိုအမီးနဲ့ရိုက်ကိုလုံးနဲ့တိုက်ပြီးတော့ဖျက်ဆီးပါတယ်။ ဖောင်တော်ကနှစ်ချမ်းကွဲထွက်သွားတာမလို့မင်းကြီးများတွေကြောက်လန့်ကြဖြစ်ကုန်ပါတယ်ဒီကစက်ကြမင်းသားကလေးကရွှေလာမင်းမင်းကြီးကိုစီးနင်းပြီးတော့ရေလေကောင်စီကိုခုံချသွားပါတယ်ရေတွင်းကိုကြောက်ရွံ့ဝင်နေမင်းကြီးရဲ့ခွာကရေမျက်နှာပြင်ပေါ်မှာဘောလုံးပေါ်နေတာကို တွေ့ရပါတယ်မင်းကြီးကမြေရေပြင်ပေါ်မှာကစုံဆိုင်ပြေးလွှားနေတဲ့သခိုင်းပကန်းကိုရောက်ရှိသွားတာကိုတွေ့လိုက်ရပါတယ် နဂါကြီးကအခဲမကြည်သေးပဲနဲ့မင်းသားအနောက်ကနေပြေးလိုက်ပါတယ်မင်းသားလေးကနဂါကြီးကိုလက်ညှိုးညွှန်လိုက်တဲ့အခါမှာလက်ညှိုးထိပ်ကစက်ကြားများပေါ်ထွက်လာပြီးတော့နဂါကြီးကိုထိမှန်းနဂါကြီးလည်းခုနှစ်ပိုင်းပြတ်ထွက်သွားပါတယ်ဒီအခါမှာထမိန်တထည်အဖြစ်ပြောင်းလဲသွားပါတော့တယ်မဲနုတို့ကဒီနေ့နေမကျင်တဲ့သေးပဲနဲ့မင်းသားကလေးကိုတတ်ဖြတ်ဖို့ကြံရပါတယ်။အခုတခါမှာတော့အမေပြာကအလွန်ပြင်းထန်တဲ့အစိတ်ကိုရှာပါတယ်။အမေပြာက စိတ်၅ပါးနဲ့လှုပ်ထားတဲ့အစိတ်စီကိုဖော်ဆက်ချက်လုပ်ပါတယ်ဒီအစိတ်စီကိုတစက်ပဲစားရင်တော့မှဥအသေးကြီးအပိုင်းပိုင်းပြက်ပြီးတော့သေဆုံးစေနိုင်ပါတယ်မဲနုကဒီအစိတ်ကိုပွဲတော်တစ်ခုမှအစိတ်ခတ်စေပါတယ်စကြမင်းသားကလေးကိုနန်းတော်ကိုဖိတ်ကြားပြီးတော့ဘယင်းမင်းမြက်ကပွဲတော်စွန့်နေလို့ဆိုပြီးတော့ဒီအစိတ်ပွဲတော်ကိုစကိုင်းမင်းရှေ့မှောက်ပါမင်းသုံးဆောင်စေပါတယ်ဘယင်းမင်းကပွဲတော်စွန့်နေဆိုတာအလွန်ကြီးမားတဲ့ချီးမြှောက်မှုကြီးဖြစ်ပါတယ် ဒီပွဲတော်ကိုမတုံးဆောင်ရဲလဲရှင်မင်းကိုပုံကန်တာနဲ့အတူတူပဲဖြစ်ပါတယ်မဲနုရဲ့အကြံစီကပိုင်နိုင်ပါတယ်စက်ကြမင်းသားကလေးပွဲတော်ကိုစားမိတဲ့အခါအစိတ်မိပြီးတင်မယ်အဲပွဲတော်ကို မစားရင်လဲရှင်မင်းကိုပုံကန်တယ်လို့စွပ်စွဲပြီးတော့အရေးယူနိုင်မှာဖြစ်ပါတယ်စက်ကြမင်းသားကလေးကပွဲတော်ကို စားသုံးဖို့အတွက်လက်နှိုက်လိုက်တဲ့အခါပွဲတော်အတွင်းကအစိတ်ခံထားတာကိုရှိမိပါတယ် ်မင်းသားကလေးကဘိုးဘောင်တင် जा ပေးခဲ့တဲ့ဝါဆက်ကြကာရာကိုရွတ်ဖက်ပြီးတော့ပွဲတော်အုပ်ကိုမြည်ရည်ရှက်ရည်စားပါတော့တယ်အမေပြာနဲ့မန်နူတို့ကမင်းသားကလေးအစိတ်မိပြန်လို့တွေးပြီးတော့ချိန်ပြောနေပါတယ်ဒါပေမဲ့ပွဲတော်အုပ်တစ်ခုလုံးစားပြီးတောက်ပြီးသွားတဲ့အထိအစိတ်အဆွဲမပြတဲ့အတွက်ထူးဆန်းအံ့ဩနေပါတယ်မင်းသားလေးကပွဲတော်ကိုတုံးဆောင်ပြီးတဲ့အခါမှာခက်အေးပင်ပြန်သွားပါတယ် နန်းတွေအမှုတန်းတွေကပွဲတော်ကိုတင်ဆက်ပြီးတဲ့အခါမှာကြံရှိနေတဲ့ပွဲတော်စားတွေကိုကြီးစာငှက်စာတင်ကျွေးထားလိုက်ပါတယ်။ပွဲတော်အမှာကြံရှိနေတဲ့အယိုးရင်စားရင်းစားကြံများကိုစားတောက်မိတဲ့ကြီးကန်တွေက လေးဘောပြန်ဝဲနေရတဲ့အစိတ်မိပြီးတော့တေဆုံးပြုတ်ကြကုန်ပါတယ်။ဒီကြီးတွေပြုတ်ကြတေဆုံးတဲ့အခါမြစ်လက်တက်တစ်ခုမှာအစိတ်တင်သွားပြီးတော့မြစ်ထဲကငါးတွေအလုံးတေဆုံးပြီးတော့ရေပေါ်မှာဘောလုံးပေါ်ကုန်ပါတယ်။ ဘိုးဘောင်မှာစက်ကြာမင်းသားကလေးကိုမကြာခဏောက်လာရောက်တွေ့ဆုံပါတယ်။မင်းကလေးရဲ့ဘိုးဘိုးနဲ့လိုက်ခဲ့စမ်းပါကွယ်။နန်းတော်ကြီးဆိုတာ လူယုံမာရင်းနဲ့ပြည့်နေတဲ့အရက်တပဲ။သူတော်ကောင်းဆိုတာလူယုံမာရင်းနဲ့အတူမနေအပ်ပါဘူး။မင်းသားကလေးဘိုးဘိုးနဲ့လိုက်ခဲ့စမ်းပါ။ဒီလိုခေါ်ပင်နဲ့စက်ကြာမင်းသားလေးကနန်းမြေကိုမစွန့်နိုင်ပဲညင်းပြီးတော့သာနေပါတယ်။လောလောဆယ်တော့ဟောဒီနန်းမြေကိုမစွန့်နိုင်သေးဘူးဘိုးဘိုးကြီး။မီးတော်တို့တိုင်းပြည်မှာမင်းကောင်းလက်ထက်မှာတိုင်းပြည်တာယာဝါပြောပြီးတော့ မင်းစိုးလက်ထက်မှာတိုင်းပြည်အားချွတ်ချုံကျသွားတတ်တယ်။သာသနာတော်ဝက်မင်းကောင်းတဆက်ဆိုတဲ့ဆိုယူလည်းရှိတာကြောင့်မလို့မြေတော်ဟာမင်းကောင်းမင်းမြတ်ဖြစ်ချင်ပါသေးတယ်။မင်းကလေးရဲ့ဇာတာကမင်းဖြစ်ရမယ့်ဇာတာမဟုတ်ဘူးကွ။မင်းကလေးဟာဝိဇ္ဇာဖြစ်ရမယ့်သူပဲ။မြေတော်ကတော့မင်းဖြစ်ကိုရပြီးတော့သာသနာပြုမယ်။တိုင်းသူပြည်သားတွေကိုကယ်တင်မယ်။အဲ့ဒါပြီးမှဝိဇ္ဇာဖြစ်မယ်လို့ဆုံးဖြတ်ထားပါတယ်ပို့ဖို့။ ဘိုးဘောင်ကစက်ကြမင်းသားကိုနားချလို့မရတော့တပ်ပြင်းအချင်းချင်းချပြီးတော့ကဒါပြင်းမင်းကလေးကိုစစ်တီရဲမတ်တွေပုံအပ်ပြီးတော့အခုပဲနန်းသိမ်းလိုက်စီမယ်ဆိုရင်ဒီလိုတော့မဖြစ်ပါဘူးဘိုးဘိုးရဲ့ခမဲတော်ကိုရံပြုတ်ပြီးတော့နန်းသိမ်းတယ်လို့ဖြစ်နေပါမယ်ခမဲတော်ကိုနန်းစည်းစိမ်ကြကြခံစားပါစေဦးခမဲတော်ကံကုန်မှသာဘိုးဘိုးစီစဉ်တယ်လို့စီစဉ်ပါအေးကွယ်ဘာပဲဖြစ်ဖြစ်တခုခုအကြောင်းရှိရင်ဘိုးဘိုးကတတ်လိုက်ဆိုင်ပါဘိုးဘိုးကမင်းကလေးအနာမှာရှိနေမှာပါကွယ် ဘိုးအောင်ကပြောဆိုလျက်ပင်ပျောက်ကွယ်သွားပါတယ်နမ်မတော်မေနူကအစကနဦးချိန်ကမိမိရဲ့ရင်သွေးကိုနမ်မွေပေးရန်စီစဉ်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ရင်သွေးနှစ်ဦးစလုံးကအသက်မရှိရှာပါဘူး။ဒါကြောင့်ထီးနန်းစီစဉ်ကတာယာဝရီမင်းနဲ့ဆက်ကြမင်းသားကလေးရရှိဖို့သာအရေးတာနေပါတယ်။ဒီချိန်မေနူရဲ့အကိုဆလင်းမင်းသားမောင်အောင်ကမင်းသားအဖြစ်နဲ့မယောင်ရဲတော်ဘဲနဲ့ရှင်ဘီရင်ဖြစ်ချင်လာပါတယ်။ မောင်ဝေရဲ့အကြံစီတိုင်းစကိုင်းမင်းကိုဆေးခတ်ပြီးတော့ကျမ်းမာကြီးချုပ်တယ်စီဖို့လှုပ်လိုက်ကြပါတယ်။ဒီကအချုပ်ချာအာနာကမယ်နုလိုမောင်နှမနှစ်ယောက်လက်ထဲကို ရောက်လာပါတယ်။နန်းတွင်းမှာကလည်းမင်းကြီးမင်းသားအများအပြားရှိနေကြတာမလို့ဒီမင်းကြီးမင်းသားတွေကိုနီးမျိုးမျိုးနဲ့စီရင်တက်ဖြတ်ကြမြန်ပါတယ်ဒီကတာယာဝရီမင်းနဲ့ဆက်ကြမင်းသားပဲကြံပါတော့တယ်တာဝရီမင်းကမင်းသားကြီးဖြစ်တဲ့အတွက်သူ့ကိုအရင် ရှင်းမယ်လို့ဆိုပြီးတော့ပုံကံရံကြံရွယ်ကြောင်းအကွက်ချပြီးတော့ဖမ်းပါတယ် ဒါယာရီမင်းကမန်နူးတို့လက်ကလက်မှတ်တင်လေးလုံမြောက်သွားပါတယ်။ဒါယာရီမင်းသားကမန်နူးတို့မော်ဒမတိုင်းပြည်ကြီးချုပ်ကိုင်နေတာကိုမနစ်မြို့တာမလို့ရွှေဘူကိုထွက်ပြီးတော့လူသွန်အင်အားစုဆောင်ပြီးပုံကံပါတော့တယ်။မန်နူးတို့ကလည်းပုံကံမှုကိုတက်ဒီဆေလွတ်နှိမ်နှင်းမယ်နဲ့မန်နူးတို့ဩဇာတက်ရောက်နေသူကိုမနစ်မြို့နေတဲ့လူတွေကများတာမလို့တက်ကအချိန်ချင်းပြတ်ပြီးတော့ဒါယာရီမင်းတက်ကသာအနိုင်ရပါတယ်။ ။ဒါယဝရီမင်းသားရဲ့တက်ကအင်းဝမျိုးကိုဝင်းရံမိတဲ့အခါသခိုင်းမင်းကထီးနန်းစည်းစိမ်ကိုဒါယဝရီမင်းလက်ကိုအပ်လိုက်ရပါတယ်။ဒါယဝရီမင်းသားရှင်မင်းဖြစ်လာတဲ့ခါမှာအများပြည်သူတွေကမကြည်ညိုကြဘဲနဲ့စัจကြမင်းသားကလေးကိုသာမင်းဖြစ်တဲ့နယ်လို့ပြောဆိုကြပါတယ်။ဒါယဝရီမင်းကတန်တရာကြီးတယ်။မိမိမှာရှင်မင်းကိုပုံကံပြီးတော့ထီးနှံရခဲ့တာမလို့စัจကြမင်းသားကလေးကလည်းမိမိကိုပြန်လဲပုံကံမှာလို့တွေးနေမိပါတယ်။ ။ဒါနဲ့မကသေးပဲနဲ့ဘိုးတော်ဖရာရှိစဉ်တုန်းကစัจ जा မင်းသားကလေးကပြည်သူအပေါင်းရဲ့ချစ်ခင်မှုကိုရရှိခဲ့ပြီးဖြစ်ပါတယ်။စัจ जा မင်းသားပုံကံရင်မိမိမှာလဲမလွယ်ကူတာမို့စัจ जा မင်းသားကိုပုံကံတယ်လို့ဆွဆွဲပြီးတော့ရေချစီရင်ဖို့လုပ်ပါတော့တယ် မင်းစီမင်းသွေးတွေကသွေးမီကြောင်တက်ဖြတ်ရင်ဒီမင်းဆက်ကကျင်းစာတင့်တယ်ဆိုတဲ့စကားအရမင်းဆွေမင်းမျိုးတွေကိုတက်ဖြတ်တဲ့အခါမှာသွေးမထက်စေတဲ့နီးဖြစ်တဲ့ရေချတဲ့နီးနဲ့တက်ဖြတ်ကြပါတယ်။ဒါယာရီမင်းကဆက်ကြမင်းနဲ့တူကြီးတော်ဆက်သူအတွက်ကြောင့်လည်းဖြစ်ပါတယ်။ စက်ကြမင်းသားကိုမင်းချင်းတွေကရွှေကျိုးနဲ့25ဘက်ချီနှောင်းပြီးတော့ ARD မြကန်းစိတ်ကိုခေါ်ဆောင်လာခဲ့ကြပါတယ်။မြို့သူမြို့သားတွေကစက်ကြမင်းသားကလေးရေချစီရင်ခံရတော့မှဖြစ်တဲ့အတွက်ရင်းနှုမနာငူကြွေးကြပါတယ်။စက်ကြမင်းသားကလေးကမတုံမလုံတဲ့မျက်နှာထားနဲ့ခအီးပဲလိုက်ပါလာခဲ့ပါတယ်။ခလီစိတ်ကိုရောက်တဲ့အခါမှာမင်းသားကလေးကိုခရီးပါအိတ်နဲ့ထုတ်ပိုးချီနှောင်းလိုက်ကြပါပြီ။ ရဲလေကြီးနှစ်စီးကိုဘေးချင်းရှင်ထားပြီးအလဲမှာငွေပြားကွက်ထားတဲ့ကုန်းမောင်များတစ်ခုကိုထိုးတင်ထားပါတယ်။ဒီကုန်းမောင်များပေါ်မှာမင်းသားလေးကိုတင်ဆရာတော်များကနောက်ဆုံးအချိန်တရဏဂုံ တင်ပေးကြပါတယ်။တရဏဂုံပြီးစီးသွားတဲ့အခါမှာလှေနှစင်းကိုမြစ်လေကိုလှော်ခတ်လာခဲ့ပြီးတော့လှေနှစင်းကိုတစ်ဖက်စီခွာလိုက်တဲ့အခါအလဲကကုန်းမောင်ကြီးနဲ့ဂရီဘာအိတ်ထုတ်ထားတဲ့မင်းသားကလေးကရေထဲကိုနစ်မြုပ်ကြာစင်းသွားပါတော့တယ်။ န်းလွန်ကျုံမြိုင်ကြီးယူနေတဲ့ပိတဲ့ကလည်းအော်ဟစ်ငိုကြွေးကြပါတယ်ဒီအချိန်မှာကောင်းဝင်ကြီးတခုလုံးတိမ်ညူတိမ်မဲတွေအုံဆိုင်လာပြီးတော့မိုးကြိုးထစ်ချုံပြီးတော့မိုးမောင်ကြပလာပါတော့တယ်မြင်းကလင်ကြီးလည်းတုံ့လှုပ်ပြီးတော့ကြီးယူနေတဲ့သူအပေါင်းလည်းမြေပြင်ပေါ်ကိုချော်လဲကြကုန်ပါတယ်မင်းသားကလေးကိုရေးချခဲ့တဲ့နေရာတက်တဲ့ကိုမိုးကောင်းငင်ပေါ်ကနေရွှေဝါရောင်အလင်းတန်းတစ်ခုကြောက်လာပြီးတော့မိမောင်းထိုးထားတယ်လို့ဖြစ်ပေါ်သွားပါတယ် ဒီလင်းရောင်ရဲ့ထိပ်ဘက်ပိုင်းမှာဝိဖြူစင်ကြယ်ဝစ်ဆင်ထားတဲ့ပုပ်ကူကြီးတယောက်ပေါ်ပေါက်လာပါတယ်။ဒီပုပ်ကူကြီးရဲ့ဥကောင်းမှာအဖြူရောင်အုပ်ပေါင်းတစ်ခုကိုဝစ်ဆင်ထားပြီးတော့လယ်ဘင်းမှာမဲနှက်နေတဲ့ပရီကုံတကုံလဲဆွဲထားပါသေးတယ်။လက်တစ်ဖက်မှာတောင်ဝေးတစ်ချောင်းကိုကင်ပြီးတော့လက်တစ်ဖက်မှာတော့ဓာတ်လုံးတစ်လုံးကိုကင်ထားပါတယ်။ဒီဓာတ်လုံးကနေ၎င်း၊ပတိကနေ၎င်း၊စေးတောင်ဝေးကနေ၎င်းဝင်းလက်တောက်ပါတဲ့အလင်းရောင်တွေကလည်းအဆက်မပြတ်ပေါ်ထွက်နေပါတယ်။ပြည်သူအများပြားကဒီပုတ်ကိုငေးကြည့်နေဟာ အဲ့ဒါဘိုးဘုံကြီးပဲဟေးဘိုးဘုံလာပြီကွာကြီးကျူနေတဲ့ပေးတဲ့တွေကအတကုံဟစ်អော်လိုက်ကြပါတယ်ဒီချိန်မှာရေအောင်တွင်းကနေမြေးဖြူကြီးစီးထားတဲ့ဆက်ကြမင်းသားကလေးတဖြည်းဖြည်းပေါ်ထွက်လာပါတယ်မြေးမြူကြီးကခွာကိုဝင့်လိုက်တဲ့အခါဘိုးဘုံကိုပြန်တက်သွားပါတယ်ဘိုးဘုံကမင်းသားကလေးကို ကြည့်ပြီးတော့မင်းသားကလေးဘိုးဘုံမပြောခဲ့ဘူးလားသူတော်ကောင်းဆိုတာသူရုပ်မာနေတဲ့အရာမှာမနေတင်ဘူးစွန့်ခွာရမယ်ဆိုတာလေ မီးတော်ကူနားလေတော့ပါပြီဘိုးဘိုးထီးနန်းစည်းစိမ်ဆိုတာတဲချက်ကိုအပေါ်ကတကားရေးစမ်းထားနေတူပါတယ်မင်းသားကလေးသူတော်ကောင်းနဲ့ထီးနန်းစည်းစိမ်နဲ့ဆိုတာလာလာမှာမှတ်ဆက်ထားကြအောင်မင်းသားကလေးအခုပဲဘိုးဘိုးနဲ့လိုက်ခဲ့ပါတော့ဟောဒီလောကကြီးဟာလေကုသူအကုသူဆိုတဲ့ကံစီမယာတိုင်းဖြစ်ပေါ်နေတဲ့လောကကြီးတစ်ခုပဲဘိုးဘိုးတို့ကလူတိုင်းကိုကဲတင်နေမှဖြစ်ကုသူအကုသူဆိုတဲ့ကံကြမ္မာကိုလစ်လူရှုရာကြမနေဘူးလား ဘိုးအောင်ကမင်းသားကလေးကိုအမှားစကားပြောပြီးတဲ့နောက်မှာမိုးကောင်းငယ်ဘောကိုပြန်တက်သွားပါတယ်။အဲ့ဒီကစပြီးတော့ဘိုးဘူအောင်ကိုရောဆက်ကြမင်းသားကလေးကို အင်းဝနေပြီးတော့မှမတွေ့ရတော့ပါဘူး။တာယာဝတီမင်းလက်ထက်မှာငလင်ကြီးစွာလှုပ်ပြီးတော့အင်းဝမျိုးကရားစရာမရှိအောင်ပျက်စီးသွားပါတယ်။ဒါကြောင့်မျိုးတော်ကိုအမရပူရာကိုပြန်လဲပြောင်းရွှေ့ပြန်ပါတယ်။တရားဝီမင်းသားကတန်တရာကြီးရဲ့လူဖြစ်တော့နန်းနွေးကြီးမှာမငြိမ်မသက်ဖြစ်ရပါတယ်။ သားတော်ဖြစ်တဲ့ပြည်မင်းသားကိုပုံကန်တယ်လို့ဆိုပြီးတော့ကွက်မြပြပါတယ်။အနောင်နှမ်းမိဖုရားမတ်မြလေးနဲ့ဆွေတော်မျိုးတော်တွေကိုလည်းပုံကန်တယ်လို့ဆူဆွဲပြီးတော့ကွက်မြတတ်ဖြတ်ပြပါတယ်။ရောတွဝင်ဥဖိုးလိုင်ရဲ့အဖေရင်းတော်ဝင်ကြီးကိုလည်းကိုတော်တိုင်လှန်တဲ့ထိုးကအဆုံးစီရင်ခဲ့ပါတယ်။တာယာရီမင်းသားကလက်သုံးတော်လံကိုအနားမှာတွေ့ထားပြီးတော့စိတ်မထင်မထင်သလိုလူကိုတတ်ဖြတ်လေးရှိပါတယ်။နောက်ပိုင်းမှာဝိဇာများကတာယာရီမင်းကိုဒဏ်ခတ်လိုက်တဲ့အတွက် တာယာရီမင်းကတော့တော့ခေါင်းယူသွားပါတော့တယ်။နန်းတက်ပြီးကိုးနေကြတဲ့အခါမှာကျပင်းမီပြားခေါင်းကြီးနဲ့တားတော်ပကံမင်းသားတို့လှုပ်ကြံတက်ဖြတ်လို့နဲ့ရွာဆန်ကန်တော်ကုန်ခဲ့ရရှာပါတယ်။